စိတ်ကြည်လင်မှုကြိုးစားမယ်ဆိုလို့ရှိရင်ဟိရိဩတ္တပဆိုတဲ့တရားရှိလို့တည်ဆောင်ကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဟိရိနဲ့ဩတ္တပဟိရိဆိုတာမဟုတ်တာလောကမှာရှက်တယ်အဲ့ဒါပြောတာနော်ရှက်တယ်ဆိုတာလူတွေမှာလူကြတဲ့စကားပြောရမှာရှက်တာတို့ဘူသွားရှက်မဒါမျိုးတွေပြောတာမဟုတ်ဘူးမဟုတ်တာလောကမှာရှက်တယ်မဟုတ်တာပြောရမှာရှက်တယ် အကုသိုလ်ဒုစရိုက်တွေနဲ့ပတ်သက်ပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်လာမှာရှက်တယ်၊ယွန်တယ်၊အကုသိုလ်မှန်တယ်ကမုံတီးတယ်။ဟော။အဲ့ဒါကိုဟိရီလို့ခေါ်တာနော်။အကုသိုလ်ကိုရှက်ဖို့လူမရှက်ဘူးဆိုလို့ရှိရင်လုံနေတဲ့ပုဂ္ဂိုလ်အကုသိုလ်လုတ်ပြီးဆိုလို့ရှိရင်ဒါမရှက်လို့လုတ်တာလို့ပဲပြောအောင်။လူတွေကအဲ့ဒါကိုအဲ့ဒါလောက်ထိအောင်မသိကြတော့လူကြားထဲမှာ ဝါဒီယာလုံးရင်အဆက်မရှိလိုက်တာနဲ့ပြောကြတယ်နော်တကယ်ကအဆက်မရှိဘူးဆိုတာကာတုစရိုက်ဝစီတုစရိုက်မနောတုစရိုက်ကိုယ်တဏ္ဍာမှာဖြစ်ခွင့်ပေးထားရင်အဆက်မရှိဘူးလို့ပဲပြောမှာပဲအဆက်မရှိဘူးရဲ့အဓိပ္ပာယ်ကိုပြည်ပြည်ဝဝနားမလည်တဲ့အခါကျတော့အရက်ထဲမှာအဆက်မရှိဘူးဆိုတာမလုံးမချုံဝဋ်တာကိုအဆက်မရှိဘူးလို့ပြောခြင်းပြောမယ်လူကြတဲ့မှာ ဟိုလမ်းပေါ်မှာထွက်ပြီးတော့ရံဖြစ်ရဲတာတို့အရက်ထဲမှာမြင်မကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာကြားမကောင်းရှုမကောင်းဖြစ်အောင်ဆဲတာဆိုတာအဲ့ဒါမျိုးကြတော့အဆက်မရှိဘူးလို့ပြောကြတာအဲအဆက်မရှိဘူးရဲ့အတိတ်တွေကကုသဏမှာအကုသိုလ်တွေဖြစ်ခံနေတဲ့ပုဂ္ဂိုလ်တိုင်းဟာအဆက်ရှိဘူးလို့ပဲပြောအောင် ဘာကိုမရှက်တာတုံးဆိုအကုသိုလ်မရှက်တာလေအခုကလူတော့ရှက်ချင်ရှက်မှာပေါ့အကုသိုလ်မရှက်တာအဲ့တော့လူရှက်တာကတစ်မျိုးအကုသိုလ်ရှက်တာကတစ်မျိုးအဲ့ဒီနှစ်ခုကိုယ်ကိုယ်ပြပြသိဖို့လိုတယ်အကုသိုလ်ရှက်ဖို့လိုတယ်အေးအကုသိုလ်ရှက်တာကိုဆက်ဆုပ်တာကိုဟိရီလို့ခေါ်တယ်ဥတ္တပဆိုတာကြတော့ အကုသိုလ်နဲ့ပတ်သက်ပြီးတော့လန့်နေကြောက်တယ်လန့်နေကြောက်တယ်ဆိုတာအကုသိုလ်မိမိတဏ္ဍာမှာဖြစ်လာမှာကြောက်တယ်အကုသိုလ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာလို့ရှိရင်ခံရမဲ့အကျိုးဆက်တွေကိုလည်းကြောက်တယ်ဟောအဲ့ဒါကိုစာပေကျမ်းကနေမှာထင်ရှားဥပမာတစ်ခုပြောထားတယ် တန်တုံးကြီးတုံးဆိုပါဆိုတစ်ဖက်ကမိဖုတ်ထားလို့ရဲနေဟိုတစ်ဖက်ကမစင်အညစ်ကြေးတွေလူးနေတယ်မစင်ညစ်ကြေးတွေလူးတဲ့ဘက်ကိုလည်းမကင်ဘူးဘာဖြစ်လို့တော့ညွန်လို့မိထိထားလို့မိပူနေလို့ရဲနေတဲ့ဘက်ကိုလည်းမကင်ရဲဘူးဘာလို့ပူမှကြောက်လို့လောင်မှကြောက်လို့အမကင်နာခြင်းတော့တူတူပဲပေါ့အကုသိုလ်နဲ့ပတ်သက်ပြီးတော့ ယွန်လို့မလုပ်ထားရဲ့ကြောက်လို့မလုပ်ထားရဲ့မလုပ်ထားခြင်းတူတူပဲဟုတ်ကလားရေချက်ကယွန်လို့မလုပ်ထားတာတစ်ခုကြောက်လို့မလုပ်ထားတာတစ်ခုအဲ့ဒီနှစ်ခုကိုမိမိရဲ့နှလုံးသားထဲမှာရှိဆိုတာတည်ဆောက်ရမယ်တဲ့လောကမှာရှိတဲ့ကိုချင်းသီလတွေဟာဟိရဝတ္တပမရှိပဲနဲ့ကိုချင်းသီလတွေဟာမပြည့်စုံနိုင်ဒါကြောင့်မို့လို့ သီလတွေရဲ့အနိကဆုံးအကြောင်းတရားဆိုတာဟိရိဩတ္တပပဋ္ဌာဏံတဲ့ဟိရိဩတ္တပဟာသီလရဲ့အနိကအကြောင်းတရားလို့ဆိုလို့အေးအာဟုတုလောကမှာမဆက်တော့ဘူးအာဟုတုကိုမကြောက်တော့ဘူးဆိုလို့ရှိရင်ဘယ်လိုမှသီလမလုံဘူးအဲ့ပုဂ္ဂိုလ်ဟာနော်သီလမလုံဘူးဟိရိဥဒ္ဓပဖြစ်လာပြီဆိုလို့ရှိရင်သီလလုံးလာတယ် တိလရှိလာတဲ့ရှိလာတဲ့တိလဟာလေခိုင်မြဲလားဒါကြောင့်မလို့ရှင်းဥစွာကုသဏမှာအခြေခံအားဖြင့်စိတ်ကိုဖြူစင်မွေးရအတွက်ဟိရိဩတ္တပါကိုအရင်တိဆောက်ပါလို့ပြောတာအဲ့တော့